အရင်ကဖြစ်တော့တယ်ဒီလိုမျိုးဖြစ်ဖြစ်ဘူးလေနိုင်ငံတကာပေးတဲ့အကူအညီတွေကအစိုးရကူတော်တွေမှာစစ်တပ်ရဲ့ကူတော်တွေမှာပြည့်စည်ပြီးတော့နောက်လမ်းတွေပေါ်မှာပါတချို့ရောင်းစားတဲ့အခြေအနေမျိုးရောက်ခဲ့ပြီးတော့တကယ်လိုအပ်တဲ့ပြည်သူမျိုးရှိဖို့ကြီးကြီးရောရောနဲ့အလွယ်ကူမှန်မှန်ကန်ကန်မြောက်ခဲ့တဲ့အဖြစ်အပျက်တွေအများကြီးတွေ့ရပါတယ်ဒီနိုင်ငံရေးဆက်ဆံရေးဆိုတဲ့ပုံစံနဲ့အင်္ဂလန်စီအိုဆိုတဲ့ဆက်ဆံမှာတော့အမှန်နဲ့ဖြစ်တယ်။သို့တော်လည်းအဲ့လိုဆက်ဆံတဲ့ပုံစံချက်ကိုအဲ့ဒီ billion အဓိကခံရတဲ့ဒေတာတွေမှာရှိတဲ့ရက်ဖက်ဖွဲ့စည်းပြီးနောက်တခြားချိတ်ဆက်ကူညီနိုင်တဲ့ပုံစံတွေနဲ့အဓိကဆက်သွယ်ပြီးလုပ်ကံရရှိရတော့နောက်ကြည့်ကြည့်ရေးစောင့်ကြည့်ရေးဖွဲ့ရပါရှိမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ထိထိရောက်ရောက်နဲ့ဆောင်းဆောင်းကြံကြံနဲ့ဆက်ဆံပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်မြန်မာနိုင်ငံလေပိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်ယာ9.8ရှိတဲ့ငလင်ကြောင်းစကိုင်းမန္တလေးမကွေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာလူနေအဆောက်အဦတွေ ရှင်းအောင်တမိုင်းဝင်ဖျားတွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အုံတွေထိခိုက်ပျို့ကျပျက်စီးမှုတွေပြင်းထန်ခဲ့ပါတယ်။ဒီလိုပျို့ကျပျက်စီးမှုတွေကြောင့်လူသေဆုံးမှုတွေစက်တိုင်မြင့်တက်လာနေပြီးအပျက်စီးတွေကြပိတ်မိနေသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေများစွာရှိနေပါတယ်။အမေရိကန်ဆိုရာဘူမိဗေဒစစ်တမ်း USGS ရဲ့ထုတ်ပြန်ချက်အရမတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံမှာသေဆုံးသူတပေါင်းကနေ တသိန်းထိရှိနိုင်တယ်လို့ဆိုထားပါဗယ်။မနေ့ကဒီဒီပြသူတို့လုံနိုင်တဲ့အတိုင်းဒါကရရင်နဲ့မြို့ပတ်ကြည့်ရဆိုရဲ့အခြေအနေပဲ။မြေပြင်ကိုသူတို့တကယ်မနေ့ကထိထိရောက်ရောက်ကွင်းဆင်းပြီးတော့လုံနိုင်တဲ့အခြေအနေမျိုးမတွေ့ဘူး။အဓိကတော့ကုညီကြေးကြီးတွေကတော့မိသက်နဲ့တို့လူမှုရပ်ပွဲကြီးတွေကလုတာ။ဒါတော့မဟာမုနိကြီးအားကြီးနောက်မဟုတ်ပါ။နောက်မဟုတ်ရှင်လေးကြီးနဲ့ကောင်းလည်းပြည့်သွားပြီးတော့ဆောင်းနှင်းကြီးလည်းပြိုသွားပါလေ။ ဒီငလင်ဟာနှစ်ပေါင်းတရာအတွင်းမှာဒုတိယပြင်းအားအများဆုံးဖြစ်တယ်လို့လည်းပညာရှင်တွေကဆိုကြပါဗျ။ငလင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲရိုက်ခတ်မှုတန်ကိုမြေပြင်ကဒေသခံပြည်သူတွေစိုးဝါးဆုံးခံစားနေရပြီးကုညီကယ်ဆယ်မှုတွေတကြီးလိုအပ်နေပါဗျ။လက်ရှိမှာတော့မြေပြင်က Brighter တင်းနေအရက်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေနေနဲ့ကုညီကယ်ဆယ်မှုတွေလုပ်နေပေမဲ့ထိခိုက်ပျက်စီးမှုတွေပြင်းထန်တာကြောင့်ခက်ခဲတွေများစွာရှိနေသေးတယ်လို့ပြောပါဗျ။ မြေပြင်ကူညီကယ်ဆယ်ရေးမှာစစ်ကောင်စီအနေနဲ့နိုင်ငံတော်ဆင့်ထိရောက်တဲ့ကူညီမှုတွေမလုံနိုင်သေးသလိုမြေပြင်ကကယ်ဆယ်ရေးတွေမှာလည်းထိရောက်တဲ့အကူအညီတွေမပေးနိုင်သေးဘူးလို့ဒေသခံတွေနဲ့ပရိုက်တာတင်တွေကထောက်ပြနေကြပါတယ်။ဟို11စစ်ထနာကျုပ်ပေါ့နော်တိုင်းမှုစစ်တိုင်းမှုထိုင်ရတာကမန်လီနန်တွင်းထဲမှာ11စစ်ထနာကျုပ်ရှိတယ်။ထိုင်ရတာပေါ့နော်။နန်တွင်းထဲကနေအပြင်ထွက်လိုက်တာနဲ့ဟိုပေါ့နော်ဒီကျုံတောင်မှချမ်းထွက်မယ်ဆိုရင်26လမ်းကျုံရှိမှချမ်းထွက်မယ်ဆိုရင်66လမ်း ကျုံမြောက်ဘက်ကျန်းထွက်မယ်ဆိုရင်စန္ဒလန်နောက်ဘက်ကျန်းထွက်မယ်ဆိုရင်လမ်း80။အဲ့လိုပေါ့နော်အဲ့လိုလမ်းကြီးတွေရှိတယ်။အဲ့ဒီလမ်းမကြီးကိုပြောတဲ့လမ်းမကြီးဒီပေါ်မှာကိုတိုက်တည်တူကြတာတွေအများကြီးအများကြီးအများကြီးဒီအဲ့ကျုံဘက်ပဲလေပါပဲပေါ့နော်။စောက်ဦးတွေပြူကြတာတွေပြည်သူတွေဒုက္ခရောက်နေတယ်။ဒီစစ်တပ်ကနန်းနည်းကထွက်လိုက်တာနဲ့ကိုဒီဒီမြင်ဝင်းတွေပထမဦးဆုံးစမြင်ရမှာပဲ။အဲ့လိုဟာတို့တော့သူတို့ထွက်ပြီးတော့မှအဲနောက်ဆုံးက ဟိုလုံခြုံရေးပေးတဲ့ဆိုတဲ့အခြေအနေမျိုးတော့လုံမပေးတဲ့လုံမပေးနိုင်တဲ့အခြေအနေမျိုးတွေရှိခဲ့တယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပေါ်တာဒီသားအားလုံးလည်းရေးပေါ်အခြေအနေကြီးရထားပြီးတော့ပြည်မအကူအညီများပေးနိုင်ပေးနိုင်မှုတွေအခုလက်မထပ်ပြီးဖြစ်ပါတယ်မကြသေးခင်ရပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေးပေါ်ကိစေပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ် ငလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်ပြည်ပနိုင်ငံတွေအနေနဲ့အကူအညီတွေပေးနိုင်ဖို့လမ်းဖွင့်ပေးထားပြီးနိုင်ငံတကာအနေနဲ့အကူအညီတွေပေးကြဖို့စေကောင်းဆောင်တောင်းဆိုထားပါတယ်။လက်ရှိမှာတော့တရုတ်အိန္ဒိယကအကူအညီတွေမြန်မာနိုင်ငံနဲ့ရောက်ရှိနေပြီဖြစ်တယ်လို့ရုရှား၊မလေးရှားနဲ့အခြားနိုင်ငံတွေကအကူအညီကယ်ဆယ်ရေးတွေလည်းလာနေပြီလို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။အမေရိကန်အနေနဲ့လည်းမြန်မာအစိုးရကနေတဆင့်ကူညီမှုတွေပေးဖို့ဆက်သွယ်ထားပြီလို့အမေရိကန်သမ္မတထရန့်က မလ28ရက်သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားပါတယ်။ညီငလျင်တန်းကိုပြင်းပြင်းထန်ထန်ခံစားရတဲ့နေမြေဒေသတွေကိုကြည့်မယ်ဆိုရင်တော့အကျန်းဖက်စစ်တပ်ရဲ့လွှမ်းမိုးမှုအုပ်ချုပ်မှု အောက်မှာမရှိတော့ဘဲနဲ့တခြားအင်အားစုတွေရဲ့အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့နေရာဒေသတွေတော်တော်များများဖြစ်တာရှိပါမယ်။အမြို့တွေပေါ်မှာကလွှင်းရင်ကျန်တဲ့မြို့နယ်တွေကိုယ်တိုင်မှာအကျန်းဖက် စစ်တပ်ကဘလို့မှလက်လန်းမမီတဲ့နေရာမျိုးတွေပြောမယ်ဆိုရင်သူတို့ဘလို့မှစီမံအုပ်ချုပ်နေတဲ့နေရာတွေမဟုတ်ဘူးအဲ့ဒီနေရာဒေသတွေမှာကြုံတွေ့ရတဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးမယ်ဆိုရင်တော့ဒုက္ခရောက်တဲ့ပြည်သူတွေကို ရောက်ရှိနိုင်မှုဒါကစီမံဆောင်ရွက်မှုအပိုင်းပေါ့နော်ခက်ခဲပါလိမ့်မယ်ပြည်သူလူထုကိုမျက်နှာမမူဘဲကိုယ့်ရဲ့အကျိုးစီးပွားကိုပဲမျက်နှာမူတတ်တဲ့ အကျံပဲစစ်တပ်ရဲ့အမူအကျင့်ကတမိုင်းတစ်ချောက်မှာကျွန်တော်ကြုံတွေ့ပြီးသားပါကိုယ့်ရဲ့ကြေးရွာဒေသတွေမိလောင်တိုက်သွင်းပြီးလေရင်နဲ့အဆက်မပြတ်ပြစ်နေတယ်အခုချိန်ထိပြစ်နေတဲ့အကျံပဲစစ်တပ်ကိုဒေသခံပြည်သူတွေကလည်းဘလို့မှလက်ခံနိုင်မဲ့အနေအထားမျိုး ရှိမှာမဟုတ်ပါဘူးငလင်လောက်နေတဲ့ဒေသတွေမှာငလင်တန်ကိုပြည်သူတွေအပြင်းထန်ဆုံးခံနေရတယ်လို့အထက်မှာလဲစစ်ကောင်စီကနောင်ချိုးပရင်နဲ့ အခြားဒေသတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒါအပြင်ငလင်လောက်ခတ်မှုကြောင့်ထိလိုက်ပျက်စီးတဲ့တဲ့စစ်ကောင်စီရုံးဆိုင်ရာနေပြော်လဲပေါ်မှာတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လက်ပတ်နေတဲ့ရန်တရာတွင်းမှာလည်းထိခိုက်ပျက်စီးမှုတွေများနေတာကြောင့်နိုင်ငံတကာရဲ့အကူအညီတွေဟာမြန်မာလူထုစီမရောက်မှာကိုလူခွင့်လှုပ်ရှားသူတွေအနေနဲ့စိုးရိမ်နေကြပါတယ်။ ကိုကြီးတဲ့နိုင်ငံတွေတော့ကျွန်တော်တကယ်ပဲကျေးဇူးတင်ရမှာပါ။ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒီသူ့နိုင်ငံတိစမဟုတ်တော့တယ်ပဲ။ဒီသားချင်းစာနာထောက်ထားတဲ့အခြေအနေရကိုတကယ်ကြီးကိုကြီးလို့အလင်းအမြန်ဆေးလုပ်တည်ရတဲ့တော်တော်တော့တကယ်ကျေးဇူးတင်တယ်။ကျွန်တော်ကတော့ဒီဆေးဥစုလုံးဝအယုံကြည်မရှိဘူး။ဆေးဥစုကနေပြီးတော့မင်းလင်းလောက်အကြီးကျယ်လုပ်နေချိန်မှာတော့မှလည်းပြည်နဲ့ပြည်သူတွေကျွန်တော်ပုံသွားကြည့်ပြီးတော့ တိုက်ခိုက်တက်ဖြတ်ချေပြီးတော့တွေ့ရတယ်။အဲ့တော့တင်းချမ်းတဲ့အခြေအနေဖြစ်နေတဲ့အချိန်မှာတော့မှပဲဟိုပြည်သူလူတက်ဖို့တော့စိတ်ကူးနေနိုင်ပြီးရဲ့ဆက်ခါကြတော့သူတို့ကသူတို့ရက်ပြည်ရတဲ့အထီးကလုပ်နိုင်မယ်လို့ထင်တယ်။ရလာတဲ့အကူအညီတွေကလည်းသူအပေါ်ရန်ဟန်ပြတော့တော့ဒီလိုကြီးရောက်ချင်တော့ရောက်မယ်ပေါ့နော်။ဒါပေမဲ့လို့တကယ်တမ်းမှာတော့အဲသူတို့ COC ရဲ့တည်နေရတဲ့ပဲအထူးကအတုံးချသွားနိုင်တယ်လို့ထင်တယ်။နိုင်ငံတကာသူတို့နဲ့ဆက်ဆံရေးရှိပါတယ်ပေါ့နော်။အောင်နိုင်ငံတကာသူတို့ကိုကူညီနေပါတယ်ဆိုတော့ဟာမျိုးတွေတော့ဖြစ်နေနေထင်တယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့စီးရင်နေရ နေပြီးတော့ဇကိုင်းကြောက်စဲမှာငလင်တန်ကျောက်တေဆုံးသူ144ဦးရှိပြီးထိခိုက်ဒဏ်ရာရသူ932ဦးရှိသလိုထထူးစီးရင်နေလည်းရှိနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့ငလင်တန်ကိုပြင်းထန်ဆုံးခံစားနေရပြီး Bright တင်းနေဘက်ကလူရနဲ့ချီတေဆုံးမှုတွေနဲ့အဆောင်ပြိုကျမှုတွေနဲ့ပိတ်မိနေသူထောင်နဲ့ချီရှိနေတယ်လို့ထုတ်ဖော်ပြောထားတဲ့မန္တလေးမှာတော့ ေဆုံးသူနဲ့ဒဏ်ရာရသူစီးရင်တွေကိုစစ်ကောင်စီဘက်ကထုတ်ပြန်လာတာမရှိသေးပါဘူးရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီဟာပြည်ရင်းမှာအာဏာပြန်လည်ရရှိရေးစုံရှုံနယ်မြေတွေပြန်ရရေးကြိုးပမ်းနေသလိုတစ်ဖက်မှာလည်းနိုင်ငံတကာကအသိမှတ်ပြုလာရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်နေပေမဲ့သဘောဘေးအန္တရာယ်တွေအတွက်ကြိုတင်ကာကွယ်မှုတွေကိုမလုပ်နိုင်သလိုနိုင်ငံတော်စစ်ကဲဆယ်ရေးတွေမှာပြည်သူတွေလိုအပ်နေတဲ့ကုလညီကဲဆယ်ရေးလုပ်ငန်းစဉ်တွေကိုကုလညီဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ မြန်မာပြည်သူတွေနဲ့လူခွင့်လှူရှားသူတွေက ထောက်ပြနေကြပါဗျ။